မင်္ဂလာပါချစ်ခင်လေးစားအပ်သောမြမတိုက်ကျက်ဝါနာရှင်များခင်ဗျာကျွန်တော်ချက်ပညာများကြီးခိုင်ပါယနေ့မြမတိုက်ကျက်ဝါနာရှင်ညီကုံတွေကိုကျွန်တော်ကြီးခိုင် ပြန်လည်မျှဝေပေးခြင်းဒါကတော့ကြက်ထုံထုံခြင်းဖြစ်ပါတယ်။ဝါရင်ကျတမာကြီးများညာစုတိပိနဲ့အသုံးပြုသူနေပါတယ်။တတိဆလူငယ်ကျက်ဝါလာရှင်တွေအသုံးပြုစီရန်ကျွန်တော်ကြီးခိုင်းပြန်လည်၍မျှဝေပေးလိုက်ပါတယ်။ကြက်ထုံထိုးခြင်းဆိုတာ လူတယောက်အတွင်းထံရာရတာဖြစ်ဖြစ်ကြက်တကောင်အခွင့်ခံရသောနေရာဖြစ်ဖြစ်တတ်တာအောင်ဓမ္မကအောင်ပြုလုပ်လိမ့်ရှိတဲ့မြမတိုင်ရင်စင်းဤပါနှစ်ပွဲလောက်ကစားပြီးသားကြက်စင်းရင်ဓမ္မကအောင်ခန္ဓာကြီးအာကောင်းဖို့အတွက်အသုံးပြုကြတာများပါလား ယနေ့ခေတ်ကာလမှာကျက်တိုင်ဝမ်ကအပြင်ကျက်ကိုတက်ဆွေးတွေ့ဒံယာတက်တာအောင်ခင်မီစည်းဝါးများအိတရာအနာအကျင့်ကြိုက်ခဲပြောက်စီစူပါပတာပြန်လဲအားပြည့်ညာစီတဝမ်းကြီးအကြိုက်ခဲပြောက်ရောင်ရမ်းကြစီဘီဝမ်းဘီစစ်ဘီတွဲဖြစ်စေထူးခြင်း စသဖြင့်ကုသလေးရှိကြ၏စီလေးထုံးလိုက်ယူအစဉ်ပြေနေကြပြီထင်နေတာတကယ်တမ်းကဓာန်ပြေအောင်မြမစင်းကြီးစက်ထုတ်ထိုးတာအန်ဒီအင်းဆုံးဆိုတာလူတိုင်းမသိကြပါဘူးတိတဲ့စေတမကြီးတွေကလည်းမလုံထား များပါတယ်ထို့ကြောင့်စေမထိုးတယ်လို့ငွေချင်းအစင်မပြေလို့မြမစင်းကြီးလေးစက်ထုပ်ပြုလုပ်နီးနဲ့တောက်ဆေးလေးပဲသုံးပြရစီပြောပြပေးပါဆိုတဲ့ကြက်ဝါနာစီကျွန်တော်ညီကိုကြီးအတွက်ပါစက်ထုပ်ကိုဘလို့လုပ်မလဲစနွန်းမိတ်တလီဂျင်းစားကိုစတူရောထောင်းကြီး အဝိလေးနဲ့ထုတ်ခါရင်းနှီးလေးနဲ့အခွက်ခံရတဲ့နေရာတွေကိုကျက်ထုတ်ထူပြီးပါ၃ရက်တော့တစ်ချိန်အစ်လဲပေးရမယ်လက်ရှိထိုးစေးတွေဟာမကောင်းဘူးလို့ကျွန်တော်ကြီးခိုင်းမဆိုလိုပါသတိပြုရန်တစ်ချက်ကဈေးထိုးတဲ့ကျက်တွေဟာဈေးပမာဏများပါက ဆေးအရှင်ကြောင့်ဆေးတုံ၍ခြင်းငုံခြင်းခြေပိုက်ခြင်းဖြစ်ပေါ်စေတတ်၍မြမစီနီကြက်ထုတ်ထိုးခြင်းကစိုးကျိုးမရှိပဲအလွယ်တကူလူတိုင်းအသုံးပြုစနိုင်စေရန်ကျွန်တော်ညွှန်ပြလိုက်ခြင်းဖြစ်ပါတယ်။တောက်ဆေးကတော့မိုးရရမန်စီမနက်တလုံးညတလုံးတိုက်ရမမေ့ပါနဲ့။၃ရက်ထက်ဦး၍ တောက်စီမကြွေးသင့်ပါတိတိချာချာဂယုတစိုက်ချက်ထုတ်ထွေးမယ်ဆိုရင်စေးတိတိချာချာတိုက်ပြီးမယ်ဆိုရင်ဖြင့်ချက်ထုတ်ထိုးခြင်းကြောင့်တန်ကချင်းပျောက်ကင်းလာတာမူလထက်တူးရစ်ခွထာသင်လက်တွေ့မြင်တွေ့ရမှာပါဒီဗီဒီယိုလေးကိုအစာဆုံးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကျက်ပညာများ ကြည့်ခိုင်းဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခေါက်ကျက်ပညာများဗီဒီယိုမှာပြန်ဆုံကြပါသေးတယ်